အဘဘိုးတော်ဟိုင်းဒီပီကြီးဆရာကြီးဦးခင်မောင်ထွေးဤပယောဂကုရုံချမ်းမှကောင်းနှုတ်ချက်များတအဘဘိုးတော်ပွင့်မှအဘဆရာဟန်အားပညာစပေးသည့်အချိန်၌ဘရဝဲအရှိတွင်ကတ်လူထားသောရေတော်ကွက်မှရေများစုပွက်၍ရှန်ကျလာသောကြောင့်အဘဘိုးတော်ပွင့်မှအဘဆရာဟန်ဤထူးခြားပါရမီကိုအတိအမှန်ပြုခဲ့သည်နှင့်ဤညာကိုတင်ယူပြီးတစ္ဆာမြဲ၍စရဏနှင့်တမာရရင့်ကျက်အောင်အားထုတ်ပါက ဘုံတကူကြီးမြီပါရမီအခမ်းရှိရင်ရှိသလောက်ပညာပွင့်သည်ဝိဇ္ဇာတိဖြစ်နိုင်သည်၃ဤပညာသည်ပယောဂအပေါင်းအားဆရာကုသ၍ရတဲ့ကဲ့သို့တပီလေကုသ၍ရသည်မိမိကိုယ်တိုင်ကုသရန်အခြေအနေမပြီးပါက အခြားသူတဦးအားအာနာပေးအပ်ပြီးဆရာကိုစားလူလွဲ၍စမ်းသပ်နိုင်ကုသပေးနိုင်သည်၄ဤပညာယူပြီးနောက်မိမိအတွက်ပယောဂကုသရာတွင်အဆအဆလုံလောက်ပြီးဖြစ်၍ အခြားခိုင်းမှစေဝါအင်းအိုင်လက်ဖွဲ့စသည်တို့၏အကူအညီမလိုရေမန်းကိုလည်းတောက်เสียမလိုကိုကံအလွန်လုံပြီးတံပြန်ကောင်းသောဂိုင်းတော်ကြီးဖြစ်သည်ဟုစွဲမြဲစွာယုံကြည်ရမည်ငါမိမိဂိုင်းတော်ကြီးကိုသာယုံမိမိ၏အဆောင်ကိုသာယုံအခြားမြည်သည့်ပုဂ္ဂိုလ်အဆောင်ကိုမျှမယုံရ6 38မိနစ်တူအားရှစ်မခိုးတော်လင်းအမြတ်အတန်အမြဲပြည့်ဝရန်လိုအပ်သည် လိုအပ်သည့်အခါလိုအပ်သလို့ အကူအညီတောင်းဆေးခိုင်းနိုင်သည်ခွန်ဘုရားဟံမထွက်မီကအနန္တအနန္တငါးပါးကို ပြစ်မှားကတန်ခတ်ခံရမည်ဟု အထက်ထက်မှားကြားခဲ့သည်ဘုရား၏အဆိုဆုံးမနှင့်အညီကြင့်ကြံအားထုတ်ရန်လိုအပ်သည်ရှေ့ဘုရားကိုင်းဓမ္မကိုင်းတန်ခတ်ကိုင်းရာဇကိုင်းမသိစေရဟုအဘဆရာဟံ အထူးမှားကြားခဲ့သည် ကိုဆရာကိုမပြစ်မှားရပြစ်မှားကအဘဆရာတော်ကြီးများ၏ညဉ့်ညင်မှုကိုခံရတတ်ပြီး ညာအသိဉာဏ်ခံရတတ်သည် အဆောင်များခွာသွားတတ်သည်တရေကိုယ်တော်ကုမရသည်ကို တွေ့ဘူးသည်တစေဤပညာကို ယူပြီးသည့်နောက်ဒါနသီလဘာဝနာကုသိုလ်တရားများကိုတတ်နိုင်သည်အားထုတ်ရမည်အဘဆရာကြီးအဖေဆရာဟန်ကတပည့်များကိုကမ္မထမ်း40ကိုအားထုတ်ရန် မှာကြားခဲ့သည်စတိအချားကိုင်းမှပွဲကြစားများနတ်တင်စားများမဆားရပညာညှို့တော်တတ်သည်စနှင့် မတောင်အလောင်းမထမ်းရကင်တွင်နန်းရှုံခြင်းမပြုရမိဘနှင့်ဆရာဖြစ်ကအဘဆေတော်ကြီးများကို ခွင့်မှန်းပြီးထမ်းနိုင်သည်73မိမိအဆောင်ကိုမြည်သူမျှမအပ်ရမိမိ၌အဆောင်ရှိမရှိကိုမြည်သူမှ မေးရမလို့မိမိဘာသာခွေးကြိုက်တန်ဆူငါအယူဆူအစိတ်စသည်တို့ကိုကိုယ်တိုင်စမ်း၍ကုကြည်ပါမိမိဘာသာ အဆောင်ရှိကြောင်းအစွမ်းရှိကြောင်းသိရလိမ့်မည်စလီငမွေတို့ပဲလင်းမွေသည် အိန္ဒုဖျားရှင်ကိုအကြောင်းများတွင်ရှိတတ်သောထူပြီးအစိမ့်ရင်ရောင်ပင်စိမ့်မျိုးမဆာရ15ငွေကိုမတက်ရမနှိမ့်ဆက်ရအခြားသူများငွေကိုလိုက်တတ်တာတွေ့လျင်ဆံရကကာကွယ်ထားရန်ပြောရမည်မေတ္တာပို့ပေးရမည်16ကရောဝဲပြင်ထားသောအခန်း၌အမျိုးသမီးများထမင်းရင်ရှားဝေး၍မဝင်ရအမျိုးသမီးများမအိပ်ရ17ကရောဝဲရှိတွင်စကားလက်လွတ်မပြောရ ပြောသောစကားသည်တစ္ဆာကဲ့သို့လေးနဲ့ဒီကိုတတိပြုရမည်ဆက်ရှိအမျိုးသားများယဟန်ဖောင်တက်ရန်အတွက်သိမ်းမဝင်ခင်တရက်ကြိုတင်ပြီးအဘဆယ်တော်ကြီးများအားတားကြီးသည်မိတိနှင့်မိတိအချင်းတွင်သိမ်းဝင်ပါမည်ထို့အတွက်ကြောင့်တိမ်တဲလိုက်သည်နှင့်အဆောင်များကိုခိတ္တသိမ်းပေတော်မူပါဖျားတိမ်မထွက်လျင်ထွက်ချင်းအဆောင်များကိုငကိုအတိုင်းပြန်လဲချပေတော်မူပါဖျားဟုလျှောက်ထားရမည်အဆောင်များကိုလည်း တိုင်းဝင်းနေစဉ်ခိတ္တခွန်နေရင်အထက်ပါတိုင်းပြောဆိုရမည်စကူဂိုင်းတော်ကြီးတွင်ပညာဝါရှိသည်ဝါကြီးသူကိုဝါနုသူက မလီမစားမလောက်ရ20အဘဆရာကြီးဘိုးတော်ဟန်ရှိစဉ်ကငါတို့ဂိုင်းဟာတစ္ဆာချုပ်တယ်တစ္ဆာမြင်နေရင်ဘာအန္တရာယ်မှမရှိဘူးဟုမိန်ကြားခဲ့သည်21ဖျားပွဲသည်ပွဲအလုံးထက်အနေငယ်မြင့်၍လှူရမည်ဖြစ်ပြီးဖျားပွဲ၏လက်ဝဲဘက်မှဝိဇာပွဲနတ်မင်းကြီးပွဲ မေတော်ကြီးပွေအစီအစဉ်တိုင်းထားရမည်ဖရာပွေဝိဇာပွေနမင်ကြီးပွေမေတော်ပွေ22ကရောပွေအုံသည်သည်ငှက်ပြောပဲအစိမ်းရောင်မဖြစ်ရချွေးဝါရောင်အုံမဏီသည်ဖြစ်ကမှားရန်မရှိပါကြွမီအစအဆုံးပါရမည်ကြွမီကိုအင်းအဝင်ဝတ်သို့လှည့်ထားရမည်23ရသည်ရှစ်တောင်ဆရာကောင်းများမှ စင်းသက်လာသောပညာများဖြစ်၍ဆရာအချင်းချင်းယိုသေးရပါမည် ဆရာတဝိဂုံတိတ်ခါကိုမချိုးနိုင်ရပါဆရာတဦးကုသနေသော လူနာကို လူ၍မကုသရ24ပယောဂကုသမီဆိုလျင်အိမ်မဝင်ငင်ဆက်ဖြတ်ပါ အိမ်ပေါ်ရောက်မှပယောဂကုရမီကိုတိရလျင်အိမ်အပြင်ပြန်ထွက်ပြီးဆက်ဖြတ်ပါအထက်ပါ အချက်များသည်ဂိုင်းတော်ချုပ်အဘဘိုးတော်ဟိတပီရင်အဘဆရာကြီးဦးခမောင်ထွေးရေးသားခဲ့သည့်ပယောဂကုရုံကျမ်းမှာကောက်နှုတ်တင်ပြခြင်းဖြစ်၏အဘဆရာကြီးဦးခမောင်ထွေး၏သားဖြစ်သူ ဆရာကြီးဒေါက်တာဦးတင်မောင်ဝင်းခွင့်ပြုချက်ဖြင့်အချက်အလက်အနေငယ်အားကောက်နှုတ်တင်ပြလိုက်ခြင်းဖြစ်ပါ၏အဘဘိုးရဟိဩဝါဒများအားကိုတိုင်ခံယူခွင့်ရခဲ့သောတပည့်ရင်ဆရာကြီးတဦးကိုတိုင်ရေးသားခဲ့သောဒိုင်းတော်နှင့်သက်ဆိုင်သောစောင်းရန်ရှောင်းရန်လိုင်းနာကျင့်သုံးရန်စည်းကမ်းချက်မူများသည်မိမိလက်ရှိလိုင်းနာကျင့်သုံးနေသောစည်းကမ်းမူများနှင့်မြင်မြတ်ကိုက်ညီ၍မြင်မြတ်ကွဲပြားနေသည့်အားချင့်ချိန်သုံးသပ်နိုင်ကြစေရန်စေတနာဖြင့်တင်ပြလိုက်ခြင်းသာ ဖြစ်လေ၏အဘဆရာကြီးဥခင်မောင်ထွေးနှင့်သားဖြစ်သူဆရာကြီးဒေါက်တာဦးတင်မောင်ဝင်းတို့အားယူတီလေးစားစွာ ရှင်ခိုးကတော့ပါဤဟု၍ဆရာနှစ်ဆင်းမှရေးသားဖော်ပြထားပါရခင်ဗျာ။